င်္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ16ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဘလဝါမြို့နယ်ကြားကာလပညာရေးပြည်သူ့ကျောင်းများမှာတင်ကြားရေးတင်ထုတ်မှုပစ္စည်းလိုအပ်ချက်များကြောင့်တင်းတန်တာရီမြို့နယ်ရန်ဖို့ရွာတွင်တက်ဆွေးထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ3ဦးသေဆုံးကြောင်း ရန်ကုန်ပြည်လမ်းပိုင်းတွင်ဆက်ကဲဖြင့်ကင်းလှည့်လာတဲ့ရေးများကို မိုင်းဆွေတက်ခိုက်မှုတွင်ရဲနှုတ်ဦးတေဆုံကြောင်းဒေါ်အောင်ဆန်းစုကြည်နှင့်အတူမတရားဖမ်းဆီးထားသူများကိုလွှတ်ပေးရန် အမေရိကန် UK နဲ့နော်ဝေးတန်ယုံတောင်းဆိုကြောင်းလက်နက်ချရန် Trump တောင်းဆိုမှုကိုအီရန်ဘေးချကအမေရိကန်ဝန်ဆောင်ဖက်ပါကအစာထုတ်မရတဲ့ပျက်စီးဆုံးရှုံးမှုများကြုံရမယ်လို့တတိပေးကြောင်း အီရန်ကိုတက်ခဲ့ပါကနျူကလ িয়ার ကပ်ဘေးဆိုင်နိုင်ကြောင်းအမေရိကန်ကိုရုရှားတတိပေးကြောင်းတော့ပြဖြစ်ပါရဲ့ရှင်။ပလဝါမြို့နယ်ဂျာကာလာပင်ယာယီပြည်သူ့ကျောင်းများမှာတင်ကြားရေးတင်ထုတ်ကူပစ္စည်းများလိုအပ်ချက်များနေတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချွမ်းပြည်ပလဝါမြို့နယ်ပင်ယာယီပုတ်အဖွဲ့ရဲ့ကြီးကျယ်မှုဖြင့် ဖွင့်လှစ်ရရှိတဲ့ကြာကာလပညာရေးပြီးသူအခြေပြုကြောင်းများမှာတင်ကြားရေးတင်ထောက်ကူပစ္စည်းများလိုအပ်ချက်များနေတယ်လို့ Blackwa Township Education Board ကဒီကနေ့ဇွန်လ16ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်အဆိုပါအကြောင်းတွေမှာကျောင်းသားကျောင်းသူများပညာသင်ကြားရာမှာကျောင်းသုံးပုံထိပ်စာအုပ်များလုံလောက်မှုမရှိခြင်းကျောင်းသုံးစာရေးကိရိယာများလုံလောက်မှုမရှိခြင်းကျောင်းသုံးပရိဘောကလုံလောက်မှုမရှိစားတဲ့အခက်အခဲများကြုံတွေ့နေရတယ်လို့ဆိုပါရစေ ။ BKR ပင်ရတင်မြက်မှာ NGO အဖွဲ့အစည်းတချို့မှကျောင်းသားကျောင်းသူများအတွက် student kit ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့ကူညီမှုများရှိခဲ့ပေမဲ့ယခုပင်ရတင်နဲ့အတွက်မိတီအဖွဲ့အစည်းအလှူရှင်ကမှပလဝမြို့နေတွင်ဝင်လာခြင်းမရှိတဲ့အတွက်ကျောင်းသုံးစာရေးကိရိယာများတင်ထောက်ကူပစ္စည်းများလိုအပ်ချက်များရှိနေတယ်လို့ဆိုပါရယ်။အလားတူပြီးခဲ့တဲ့ပညာနှစ်မှာ အဖွဲ့အစည်းတချို့ရဲ့အကူအညီဖြင့်တင်ကြားရေးဆက်ဆံမှုအတွက် ဆရာအတက်ပညာမမှန်တင်တာများပြုလုပ်ပေးနိုင်ပေမဲ့ယခုပညာသင်နှစ်မှာတော့သင်တန်းအတွက်လိုအပ်တဲ့ငွေကြေးများအကူအညီမရနိုင်တော့တဲ့အတွက်သင်တန်းများပြုလုပ်နိုင်ရန်အခက်အခဲရှိနေတယ်လို့ဆိုပါရယ်။ဒါကြောင့် Between People ရှိအလှူရှင်များ NGO များ INGO များအနေနဲ့ပလဝမြို့နယ်ကြားကာလပညာရေးကောင်းမွန်စွာလေးပတ်နိုင်ရဲ့အတွက်ကူညီပေးကြပါရန်ပလဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကအကူအညီတောင်းခံထားပါရယ်။ ပလဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုချက်မတရားအာဏာသိမ်းစစ်အုပ်စုကိုတော်လှန်ဆန့်ကျင်တဲ့ CDM ဆရာဆရာမများဖြင့်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီးချင်းပီပလဝမြို့နယ်ရှိကျောင်းသားကျောင်းသူများပညာသင်ကြားနိုင်ရေးအတွက်ယူဆကူညီပေးလျက်ရှိတယ်လို့သိရပါဗျ။ ီခဲတဲ့နှစ်တွင်မှာပလဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ဦးစီဦးဆောင်မှုဖြင့်ပလဝမြို့နယ်ရဲ့မီဇိုရမ်ပြည်နယ်အတွင်းကျောင်းပေါင်း134ကျောင်းဖွင့်လှစ်နိုင်ခဲ့ကကျောင်းသားကျောင်းသူ9000ကနေ10000ကျားပညာသင်ကြားခဲ့ကြကြောင်းဒီနှစ်အတွက်အဆိုပါကျောင်းများအလုံးကိုပြန်ဖွင့်နိုင်မလားဆိုတာမသိချာကြောင်းပလဝမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူတို့ကရှင်းလင်းချင်တဲ့တရင်ဌာနတို့ပြောဆိုထားပါရှင် တင်းတင်းတာရီမြို့နယ်ရန်ဖူရော်ရင်တက်ဆွေးထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်တပ်မှ၃ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရမ်းဖူရွာတွင်တဆွေးထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဗမာ၃ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ဂျွန်လ၁၈ရက်နေ့မွန်လွေ၁၂နာရီ၃၀မိနစ်ခန့်တွင်ရမ်းဖူရွာတွင်တဆွေးထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရေးတပ်ဖွဲ့များက ဝင်ရောက်တက်ခိုက်ခဲ့ကြောင်းပြင်းတက်ခိုက်မှုအတွင်းအကြံပေးစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိကာဒေါ်လာရီတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဘူခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဘူခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ဖို့ကျေးရွာမှာတက်ဆွေးထားတဲ့အကြံပေးစစ်ကောင်စီတပ်သားတွေကိုကျွန်တော်တို့ဘူခရင်တပ်ဖွဲ့နဲ့ပူပေါင်းတပ်ဖွဲ့တွေတွားရောက်တက်ခိုက်ခဲ့တာပါ တဲ့ပွဲကြခြင်းကတော့မိနစ်30လောက်ကြာတယ်စစ်ကောင်စီတပ်သား3ဦးတေဆုံးတယ်ဒိုလိုင်ကြီးပူပေါင်းအဖွဲ့ဘက်ကအထူးခဲမရှိပြန်လေးဆုတ်ခွာလာနိုင်ခဲ့ပါတယ်လို့ရန်ကုန်ခက်တက်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘူခရင်တပ်ဖွဲ့ KNLA တရင်စစ်တင်နဲ့မေပါကဖအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင် ရန်ကုန်ပြည်လမ်းပိုင်းတွင်ဆက်ကဲဖြင့်ကင်လှိလာတဲ့ရင်းများကိုမိုင်းဆွေးတက်ခိမှုတွင်ရင်းနှီးဦးတည်ဆုံသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပခိုတိုင်းမလှမြုပ်နေရန်ကုန်ပြည်လမ်းပိုင်းတွင်ဆက်ခဲ့ဖြင့်ဂင်းလှလာတဲ့ရေးများကိုမိုင်းဆွေတက်ခဲ့ခဲ့ရာရဲနှစ်ဦးတေဆုံးခဲ့ကြောင်းဒေသတွင်တရင်ချင်းမြများကပြောဆိုထားပါရယ်ယမနေ့ဂျွန်လ16ရက်နေ့နန်နေ17နာရီခန့်တွင်မလှမြုပ်နေဂင်းဒိတ်ကုန်းရွာအဝင်ဆိုင်ပုတ်အနီးရှိရန်ကုန်ပြည်လမ်းပိုင်းတွင်ဆက်ခဲ့ဖြင့်ဂင်းလှလာတဲ့ရေးများကိုတော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွေတက်ခဲ့ခဲ့ကြောင်း ရင်းမိုင်းဆွေးတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်လက်အုပ်ခံရဲနှအူတေဆုံးပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် မိုင်းဆွေတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများကစစ်ကားတစ်စီးဖြင့်ရောက်ရှိလာပြီးတည်ဆုံသွားတဲ့ရဲနှစ်ဦးရဲ့ရုပ်အလောင်းကိုလာရောက်ကောက်ယူသွားကြောင်းသိရှိရပါတယ်။ဒေသတွင်းတရင်ရင်းမြစ်များကကင်ဒိတ်ကုန်းရွာအဝင်ဆိုင်းပုတ်အနီးကရန်ကုန်ပြည်ကာလမှာစက်ကစည်းလာတဲ့ရဲတွေကိုဒီနေ့နဲ့နောက်ပိုင်းမှာမိုင်းဆွေတိုက်ခိုက်ကြလို့သိရတယ်။ရဲနှစ်ကောင်တည်တဲ့မိုင်းဆွေတိုက်ခိုက်ခံရပြီး15မိနစ်လောက်ကြာတော့စစ်ခွဲကတစ်စီးရောက်လာပြီးရဲခွဲအလ ောင်းကိုလာောက်သွားတယ်လို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ဒေါအောင်ဆန်းစုကြည်နဲ့အတူမတရားဖမ်းဆီးချသူများကိုလွှတ်ပေးရန် American UK နဲ့ Norway တန်ယုံတောင်းဆိုတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့အတူအခြားသောမတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုလွှတ်ပေးရန်တောင်းဆိုကြောင်းမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်တန်ယုံကယနေ့ကျွန်လ16ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။အရက်သားပြည်သူများအပေါ်အကြမ်းဖက်မှုများကိုရက်တန့်ရက်နဲ့အကြက်ကြီးကိုအဆုံးသတ်ရန်တက်ဆိုင်သူအားလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံရန်စစ်အာဏာရှင်အဖွဲ့အစည်းကိုတောင်းဆိုကြောင်းလဲဆိုထားပါတယ်။ ယနေ့ဟာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလအတွင်းထိမ့်သိမ်းခံရပြီးအကျဉ်းကျလျက်ရှိစဉ်ဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့ဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝနဲ့ လှုပ်ဆောင်ချက်များဟာမြန်မာပြည်သူများအတွက်ငင်းချင်ရည်နဲ့ဒီမိုကရေစီလိုလားတောင်းတမှုများကိုထင်ဟလျက်ရှိကြောင်းအမေရိကန်တန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအဖက်ဖြစ်မြန်မာနိုင်ငံဆိုင်ရာ UK တန်ယုံနဲ့ Norway တန်ယုံတို့ကလည်း provider ပုံကိုပြောင်းလဲထားပြီးဒေါအောင်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးထားသူများအလုံးကိုချက်ချင်းပြန်ထွက်ပေးရန်တောင်းဆိုကြောင်းထုတ်ပြန်ထားကြပါသည် ဒါပြင်မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ EU ဂျာမနီဂျင်တက်အီတလီဖင်လန်နဲ့ဆွီဒင်စတဲ့တိုင်ယုံများကလည်းမွေးနေ့အထင်အမှတ်ဖြစ်တိုအောင်ဆန်းစုကြည်ပုံတင်ထားကဒိမက်တိုင်ယုံကလည်းငင်းစီပန်းပုံတင်ထားပါဗျာ အာနာတိန်ပြီးနောက်စစ်ကောင်စီဟာနိုင်ငံတော်အတိုင်ပြန်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်သိမ်းချပြီးအမှုပေါင်း19ပြန်ဆွဆွေကလက်ရှိတွင် ထောင်ဒဏ်29နှစ်ဆက်လက်ချမှတ်ထားကြောင်းသိရှိရပါတယ်ရှင်။လနချာယန်ထရမ့်တောင်းဆိုမှုကိုအီရန်ပေးချကအမေရိကန်ဝေရောက်ဆက်ဖက်ပါကအစားထိုးမရတဲ့ဖြစ်စီဆုံးရှုံးမှုများကြုံရမယ်လို့တတိပေးတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အီရန်ရဲ့နိုင်ငံဦးဆောင် အယာတူလာအလီခါမီနီသည်အစ္စရေးရဲ့အရှိန်တိုးမြှင့်တိုက်ခိတ်မှုများခံနေရချိန်၌လက်နက်ချက်ရန်အမေရိကန်ရဲ့တောင်းဆိုမှုများကိုပုတ်တဟူနေကပေးချလိုက်ပြီး အမေရိကန်အနေနဲ့စီရီအယာ ဝန်ဆွတ်ဖက်ပါကအစာထုတ်မိရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုများကြုံရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်။လွန်ခဲ့တဲ့6ရက်ကအစ္စရေးတက်ခဲမှုစတင်ပြီးနောက်ပိုင်းခါမီနီဟာရုပ်မြင်သံကြားမှုခွန်ပြိုရန်ဒုတိယချိန်မြောက်ပြန်ပေါ်လာခြင်းဖြစ်ပြီးအစ္စရေးကလေကြောင်းတတိပေးချက်များနဲ့ အသွားအလာကန်တက်မှုများဖြေလျှော့ထားပုံကိုကြည့်ရှင်အဖြစ်အီရန်ဘက်မှဒုံးကျည်ချိန်ချုပ်မှုများနေသွားပုံရပါတယ်။သမရဂျိုနယ်ထရမ်ကအီရန်အားချွင်းချက်မရှိလက်နက်ချရရနဲ့ခါမေနီရှိတဲ့နေရာကိုတည်တော်လဲယခုချိန်တွင်တည်ရန်အစီအစဉ်မရှိသေးလို့သတိပေးပြီးနောက်ခါမေနီကမင်ခွန်ကြိုးရန်ပြန်ပေါ်လာခြင်းဖြစ်ပါတယ်။ ထရမ့်ဟာအစောပိုင်းတွင်အစ္စရေးရဲ့လက်တပြတ်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ပြည်ပခါမှလက်ရှောင်နေခဲ့တော့လေအမေရိကန်ဝင်ပါရန်စီစဉ်နေကြောင်းပြီးခဲ့တဲ့ရက်ပိုင်းတွင်အကြိမ်အမွတ်ပြောလာခဲ့ပါတယ်။ဒါအကျန်ထရမ့်ကအပြစ်ခဲ့ရခြင်းထက်ရရှိအတွက်အဖြေကိုလိုချင်တယ်လို့လည်းဆိုပါတယ်။အမေရိကန်ဟာအရှိအလေပိုင်းဒေသတို့လေ တိတ်လေရင်များနဲ့စစ်တင်ပုံများထပ်မံစီလွတ်ခဲ့ပါတယ်။ ခါမင်းနီကထရမ်ရဲ့သတိပေးမှုများကိုချိန်ချောက်ပြီးအတိတ်ပေးမိတဲ့ပြောဆိုချက်များဟုဆိုကဖိချခဲ့ပြီးအီရန်နိုင်ငံအီရန်ပြည်သူနဲ့တမိုင်းကြောင်းကိုတီးတဲ့သူတွေကဒီနိုင်ငံကိုချိန်ချောက်စကားတွေမတော်မှမပြောပါဘူး။ဘာဖြစ်လို့လဲဆိုတော့အီရန်ဟာလက်နက်ချမှတ်နိုင်ငံမဟုတ်ပဲအမေရိကန်အနေနဲ့စစ်ရေးအရာပါဝင်ပသက်လာရင်အစားထုတ်မရတဲ့ပျက်စီးဆုံးရှုံးမှုတွေတခြားပေါ့ ကြုံရမယ်ဆိုတာအမေရိကန်တွေသိထားတဲ့လို့ခမင်းကြီးကရုံမင်တန်ကြမ်းမင့်ခွန်းမှာတဆင့်ပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူအစ္စမိုင်အီလ်ဘာကာရီကစစ်ပွဲတွင်အမေရိကန်ပါလာပါကမီးကုံရန်ကုံစစ်ပွဲဖြစ်လာလိမ့်မယ်လို့ပုတ်တဟူးနဲ့အစောပိုင်းကတတိပေးခဲ့ပါတယ်။ ဘာကာရီကအသေးစိတ်မပြောတော့လေအမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာအီရန်လက်နက်များရောက်နိုင်တဲ့အကွာအဝေးအတွင်ကနိုင်ငံများအနည်းတွင်အခြေစိတ်တဆွေထားကြပါတယ်။အီရန်အရာရှိတဦးကလည်း၎င်းတို့နိုင်ငံဟာအေချမ်းသောရည်ရွယ်ချက်အတွက်ယူရေနီယံတန့်စင်မှုများကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောလိုက်ပြီးအငင်းပွားဖွယ်နျူကလ িয়ার အစီအစဉ်ကိုဆွန့်လွှတ်ရေးထရမ့်ရဲ့တောင်းဆိုချက်များကိုရင်းပယ်လိုက်ဟန်ရှိတယ်လို့သိရှိရပါတယ်ရှင်။ ယူရန်ကိုတိုက်ခိုက်ပါကနျူကလ িয়ার ကပ်ပေးဆိုင်နိုင်ကြောင်းအမေရိကန်ကိုရုရှားတရိပ်ပေးတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အရှိအလေပိုင်းကိုအကြီးအကျယ်မတီးမငင်ဖြစ်စေနိုင်တဲ့အတွက်အီရန်ကိုမတိုက်ခိုက်ရန်ရုရှားကအမေရိကန်ကိုတရိပ်ပေးထားကြောင်းနဲ့အစ္စရေးတိုက်ခိုက်မှုများကနျူကလ িয়ার ကပ်ဆိုးကျေးဖြစ်လာနိုင်တဲ့အန်ဒရီရှိကြောင်းရုရှားလက်ထုတ်နိုင်ငံခြားရေးဝန်ကြီးဆာဂျီရက်ပ်စကော့ဖ်ကပုတ်တဟူးနေ့တွင်ပြောကြားလိုက်ပါတယ်။ ရုရှားကဇန်နဝါရီလတွင်အီရန်နဲ့မဟာဗျူဟာမြောက်မိဖက်အဖြစ်လက်မှတ်ရေးထိုးခဲ့ပြီးယူကရိန်းစစ်ပွဲကြောင့်ဆက်ဆံရေးအေးဆက်နေတော်လဲအစ္စရေးနဲ့လေရုရှားကဆက်ဆံရေးရှိပါတယ်။အစ္စရေးအီရန်ပြည်ပခါတွင်ဂျာဝင်ဆေးဆက်ရန်ရုရှားရဲ့ကံလှမ်းချက်ကိုလက်ခံခြင်းမရှိသေးပါဘူး။စင်ပီတာစပတ်မြို့တွင်ပြုလုပ်တဲ့စီးပွားရေးဖိုရမ်ရဲ့ပြပတွင် Richbox က interface တွင်ဌာနအား American အားတရိပ်ပါဝင်ပတ်သက်မှုမှရှောင်ကျဉ်ရန်တိတ်တွင်ထားကြောင်းပြောကြားခဲ့ပါတယ်။ဒါကအခြေအနေတစ်ခုလုံးကိုအကြီးအကျယ်မတည်မငြိမ်ဖြစ်စေမဲ့ခြေလှမ်းတစ်ခုပဲလို့ interface မှ Rushbrook ကပြောကြားချက်ကိုကိုးကားဖော်ပြခဲ့ပြီးစိတ်ကိုရင်ရွေးချယ်မှုများအဖြစ် ဝေဖန်ပြောဆိုခဲ့ပါတယ်။ရုရှားရဲ့ SVR နိုင်ငံခြားထုတ်လိုက်ရေးဌာနအကြီးကြီးစာကေနာစကီက အီရန်နဲ့အစ္စရဲအနေထားဟာယခုအခါစိုးရိမ်ရကြောင်းပြောကြားခဲ့သလိုရုရှားနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇဟာရိုဗာကအီရန်နျူကလ িয়ার အခြေခံအဆောက်အုံကိုအစ္စရဲရဲ့တိုက်ခိတ်မှုကြောင်းကဘာကြီးဟာကက်ဆိုဘေးသို့တဖြည်းဖြည်းချင်းကျရောက်နေတယ်လို့ပြောကြားခဲ့ပါတယ်။နျူကလ িয়ার စက်ရုံတွေတိုက်ခိတ်ခံနေရတယ်လို့ သူမကပြောကြပြီးကုလသမဂ္ဂနျူကလ িয়ার ဘေကင်ကြီးစောင့်ကြည့်ရဖွဲ့ကပြက်စီးမှုများကိုတရီပြုံမိကြောင်းသူမကပြောကြားခဲ့ပါတယ်။အီရန်တွင်အနုမျိုးလက်နက်ထုတ်လုပ်ခြင်းကိုဟန်တားရေးအတွက်အီရန်နျူကလ িয়ার စက်ရုံများကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်များရရှိရန်ဂျိုးပန်းနေကြောင်းပြောကြားချက်ကိုအီရန်ကငြင်းဆိုထားပါတယ်။ ထရမ်နဲ့၎င်းရဲ့အဖွဲ့ဟာအီရန်နျူကလ িয়ার ဆိုင်များကိုတက်ခဲ့ရတွင်အစ္စရေးနဲ့ပူးပေါင်းခြင်းအပါအဝင်အခြားရွေးချယ်စရာများကိုစဉ်းစားနေကြောင်းဆွေးနွေးမှုများနဲ့နှိဆက်တဲ့တရင်ချင်းတစ်ခုကပြောကြားခဲ့ရလို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်တရင်စီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ရှင်းလင်း channel တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။